မင်္ဂလာညချမ်းပါရှင်အလဲပဲရုတ်တန်ရဲ့ညပိုင်းသတင်းဒါရိုက်ထုတ်မှုကိုပြန်လည်ပြီးတော့စတင်ပါတော့မယ်အေးမျိုးသားဖွဲ့ချုပ်ပါတီကရွေးကောက်ပွဲအောင်နိုင်ရေးစိုင်းဘုတ်ထူပွဲပြုလုပ်၍မဲဆွဲစီယုံရေးစတင်ဆိုတဲ့သတင်းရေဝုန်းနှင့်ပိုလန်မကြီးစီမံကိန်းအပါအဝင်အခြားစီမံကိန်းများအရှိန်အဟုန်မြင့်တင်ရေးတရုတ်မြန်မာဆွေးနွေးဆိုတဲ့သတင်း ငလေးကျောင်းထိခိုက်ခဲ့တဲ့မန္တလေးမြို့ရှိဆန္ဒမူနီဇေဒီပရဝန်ကိုပြန်လည်ပြုပြင်စေနှစ်ပေါင်း130ကျော်တပ်တန်းရှိအယိုးအိုးတွေ့ရှိဆိုတဲ့သတင်းယူကရိန်းအရှေ့ပိုင်းရှိအရေးပါသောမြို့ကိုရုရှားတပ်ဖွဲ့များကသိမ်းပိုက်လိုက်ပြီဟုရုရှားစစ်တပ်ကထုတ်ပြန်ကြေညာဆိုတဲ့သတင်းချင်းတိုင်းသားဖိုက်တာဟာလင်းအုံထိုင်းဖိုက်တာနဲ့ထိုးသတ်မယ်ဆိုတဲ့သတင်းစားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါဦးစုံနေနဲ့ အေးမျိုးသားဖွဲ့ချုပ်ပါတီကရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်ပုတ်ထူပွဲပြုလုပ်၍မဲဆွယ်စီယုံရေးစတင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေးမျိုးသားဖွဲ့ချုပ်ပါတီအောင်နိုင်ရေးဆိုင်ပုတ်စိုက်ထူပွဲကိုဒီဇင်ဘာ3ရက်ကပြုလုပ်ပြီးပါတီမဲဆွယ်စီယုံရေးစတင်ပြုလုပ်ခဲ့ပါတယ်။အေးအမျိုးသားအဖွဲ့ချုပ်ပါတီရဲ့ပထမဆုံးမဲဆွယ်စီယုံရေးစတင်ဆောင်ရွက်တာဖြစ်ပြီးအောင်နိုင်ရေးဆိုင်ပုတ်တွေကိုညောင်ရွှေနဲ့တောင်ကြီးတို့မှာစိုက်ထူသွားမယ်လို့သိရပါဗျ။ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီကရွေးကောက်ပွဲကိုယ်စားလှယ်လောင်းစေအိုဝင်ရောက်အရွေးချယ်ခံရှင်ပြိုင်မယ်လို့သိရပါတယ်။2025ခုနှစ်ဒသမ3ရက်မှာညောင်ရွှေမြို့အဝင်စိုင်းဘုတ်အနီးမှာအင်းမျိုးသားအဖွဲ့ချုပ်ပါတီအောင်နိုင်ရေးစိုင်းဘုတ်စိုက်ထူဖွင့်လှစ်ခြင်းအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပြီးပါတီရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအားလုံးတက်ရောက်ခဲ့တယ်လို့သိရပါတယ်။အင်းရွေဘွားအင်းသားအလုံးဟာအင်းအမျိုးသားအဖွဲ့ချုပ်ပါတီကိုမဲပေးကြမယ်လို့မျှော်လင့်ထားကြောင်းပါတီဟာအဓိကအားဖြင့်အင်းလူမျိုးအင်းရွေဘွားအလုံးနိုင်ငံရေးစင်မြင့်ရောက်ရှိပြီး အင်းဒေသမှာနေထိုင်တဲ့တိုင်းရင်းသားလူသားပြည်သူအလုံးစောင့်ဝင်နေရေး၊ကျန်းမာရေး၊ပညာရေး၊စီဝါရေးအလုံးချောင်းချောင်းလဲလဲဖြစ်အောင်ဆောင်ရွက်ပေးဖို့အစီအစဉ်ထားကြောင်းအင်းမျိုးသားဖွဲ့ချုပ်ပါတီအတွင်ရင်မှဦးထွန်းလခေါ်ဦးတိုးလကပြောပါရယ်။အင်းတိုင်းရင်းသားလူမျိုးစုကိုစလဲလောင်းအဖြစ်ပါတီဥက္ကဋ္ဌတာဝန်ယူထားတဲ့ဒေါ်တင်တင်ရီခေါ် M က၎င်းပြည်သူ့လွှတ်တော်ကိုစလဲလောင်းအဖြစ်ဒေါက်တာရင်းမြင့်ဆိုးက၎င်းရှမ်းပြည်နယ်လွတ်တော်ပီယာမင်းဆန္ဒနဲ့အမှတ်တဲ့နေရာမှာဦးကျေလွင်ဦးနိုင်လင်းဦးဆိုင်ဝဏနဲ့ ဒေါ်စုဝဝခင်တို့က၎င်းရှမ်းပြည်နယ်လွတ်တော် FPTP မြောင်ရွှေမြို့နယ်မှာပါတီအတွင်းမှုဖြစ်သူဦးထွန်းလခေါ်ဦးတိုရရှမ်းပြည်နယ်လွတ်တော် FPTP ပင်လောင်းမြို့နယ်မှာဦးသူရအောင်ရှမ်းပြည်နယ်လွတ်တော် FPTP တောင်ကြီးမြို့နယ်မှာဦးအောင်ကြည်ဦးရှမ်းပြည်နယ်လွတ်တော် FPTP ဖဲခုံမြို့နယ်မှာဒေါ်စန္နာတွင်က၎င်းအသီးသီးဝင်ရောက်အရေးချေခံရှင်ပြိုင်သွားမယ်လို့သိရပါတယ်။ဆက်လက်ပြီး ရန်ဝန်နှင့်ပိုလန်မှကြီးစီမံကိန်းအပါအဝင် အခြားစီမံကိန်းများအရှိန်အဟုန်မြင့်တင်ရေးတရုတ်မြန်မာဆွေးနွေးဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။ရန်ဝန်နှင့်ပိုလန်မှကြီးစီမံကိန်းအပါအဝင်အခြားစီမံကိန်းတွေအရှိန်အဟုန်မြင့်တင်ရေး AI, EV, Smart Agriculture ကဏ္ဍတွေမှာနည်းပညာဖွံ့ဖြိုးရေးနဲ့လူဆွမ်းအားအရင်းမြစ်ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေတရုတ်မြန်မာဆွေးနွေးခဲ့တယ်လို့သိရပါဗျ။မြန်မာနိုင်ငံနဲ့ ဉာဏ်ရည်တုနေပညာနှင်းသောဖလဲဝဲပထမနေ့ကိုတက်စမာတရဲ့မနက်ပိုင်းကတရုတ်ပြည်သူသမရနိုင်ငံကွန်ရှင်းကျွန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသပိုင်ဆိုင်မြို့မှာရှိတဲ့ပိုင်ဆိုင်အစိုးရအရာရှိများကောလိပ်မှာကျင်းပရာစံသစ်တီထွေမှုနဲ့ဒီဂျစ်တယ်အတက်ပညာမြင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ။သိပ္ပံနဲ့ဤပညာဝင်ကြီးဌာနဒုတိယဝင်ကြီးဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့တယ်လို့သိရပါဗျ။ဖွယ်ဝဲခမ်းနားမှာတရုတ်မြန်မာနှစ်နိုင်ငံအကြားဆွေမျိုးပေါက်ဖော်ဆက်ဆံရေးအစဉ်အလာကိုပုံမိုခိုင်မြဲစေပြီးနှစ်နိုင်ငံအီးတူပိုအမြဆင်းဆက်မပြတ်ဖွံ့ဖြိုးတိုးတက်တဲ့အနာဂတ်အတိုင်းအဝန်းကိုအတူတကွတည်ထောင်နိုင်ရေးအခုနှစ်မှာတရုတ်မြန်မာတန်တမန်ဆက်ဆံရေးတည်ထောင်ခြင်း85နှစ်ပြည့်မြောက်ပြီဖြစ်ရာရွှေဝန်းနဲ့ပိုလန်မှကြီးစီမံကိန်းအပအဝင်တရုတ်မြန်မာပူးပေါင်းဆောင်ရွက်မှုစီမံကိန်းတွေကိုအရှိန်အဟုန်မြင့်တင်ရေး AI, AV, Smart Agriculture စတဲ့ကဏ္ဍတွေမှာနည်းပညာဖွံ့ဖြိုးရေးနဲ့လူဆွမ်းအရေးအမြင့်ဖွံ့ဖြိုးရေးဆိုင်ရာပိုးပေါင်းဆောင်ရွက်ရေးတွေကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ငလီအကြောင်းထိခိုက်ခဲ့တဲ့မန္တလေးမြို့ရှိဆန္ဒမိုနီဇေဒီပရဝန်ကိုပြန်လည်ပြုပြင်စေနှစ်ပေါင်း130ကျော်တပ်တန်းရှိအယိုးအိုးတွဲရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ငလေးကြောင်းထိခိုက်ခဲ့တဲ့မန္တလေးမြို့ရှိဆန္ဒမူနီဇေဒီပရဝန်ကိုပြန်လည်ပြုပြင်စေနှစ်ပေါင်း130ကျော်တပ်တန်းရှိအယိုးအိုးတွေ့ရှိခဲ့တယ်လို့ဆန္ဒမူနီဖျားဂောဘကအဖွဲ့ကထုတ်ပြန်ပါတယ်။အဆိုပါဆန္ဒမူနီဇေဒီပရဝန်ကိုပြန်လည်ပြုပြင်ဖို့ဆောင်ရွက်နေစဉ်နိုဝင်ဘာ30ရက်မှာလိုင်းချင်းတူရကနေအယိုးအိုးကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဖျုံသီးပုံစံငွေရောင်အယိုးအိုးမှာမြန်မာတက်ကြဲ1295ခုနှစ်ကစုံလဆန်း2ရက်လို့ရေးထွန်းထားတာကိုတွေ့ရတဲ့အတွက် နှစ်ပေါင်း130ကျော်သက်တမ်းရှိပြီလို့ယူဆရကြောင်းဒက်စမာတရက်မှာအစိုးရ UO ကိုရှင်းအောင်ပညာရှင်အဖွဲ့ကလာရောက်စစ်ဆေးသွားတယ်လို့သိရပါတယ်။နမ်းမြေပုံသားဆန်းနန်းတော်ရဆန္ဒမှုနှင့်ဖရာဟာမန္တလေးတောင်ကျိမှာတည်ရှိတဲ့ဇေဒီတော်နဲ့ရုပ်ထုတော်တစုဖြစ်ပါတယ်။တန်ချိန်တပေါင်း1000 368ပိတ်တာရှိတဲ့ဆန္ဒမှုနှင့်ရုပ်ပွားတော်ကိုဘိုးတော်ဖះခေါ်ဗဒုံမင်းကမင်းကုန်းစီရီတော်တည်နေချိန်မှာ မင်းကုန်းအလဲကျုံးမှာသုံးလုတ်တော်မူခဲ့ပြီးရွှေဘုံမင်းလက်ထက်မှာအမရဘူရာကိုပင်ဆောင်ခဲ့ပါတယ်။မင်းတို့မင်းလက်ထက်တက္ကရစ်1229မှာယာယီဆန်နေတဲ့နမ်းမြေဘုံသားဆန်နန်းတော်ကိုဖျက်ပြီးညီတော်အိရှိကနောင်မင်းသားနဲ့တားတော်ရရဲ့အလောင်းတွေကိုဂူသွင်းပြီးဂူနဲ့နှစ်တောင်အကွာမှာဆန္ဒမှုနှင့်ရုပ်ပွားတော်ကိုတည်ထားခဲ့တာဖြစ်ပါတယ်။မြန်မာတက္ကရာ1295ခုနှစ်မှာရသိကြည်ဦးခန့်တီဦးဆောင်ပြီးအထကထာနဲ့နေကာကြောက်စာကိုပေါင်း908ခု ကျောက်စာချက်ရေး1524ချက်ဓမ္မစီရီပေါင်း958ကျောက်ချက်ပေါင်း1984ချက်နဲ့ပူဇော်ထားရှိထားတာဖြစ်ပါတယ်။ယူကရိန်းအရှေ့ပိုင်းရှိအရေးပါသောမြို့ကိုရုရှားတပ်ဖွဲ့များကသိမ်းပိုက်လိုက်ပြီးဟုရုရှားစစ်တပ်ကထုတ်ပြန်ကြေညာဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ရုရှားတပ်ဖွဲ့တွေကယူကရိန်းရှေ့ပိုင်းမှာရှိတဲ့ပိုကရိုပက်မြို့ကိုသိမ်းပိုက်ခဲ့တယ်လို့ရုရှားကပြောကြားခဲ့ပါတယ်။ ီမျိုးဟာအရှိမြောက်ပိုင်းမှာရှိတဲ့ဘောချံမျိုးလိုပဲစစ်ထောက်ဖို့အတွက်အချက်အခြာကြမျိုးဖြစ်ပါတယ်။ရုရှားနဲ့ယူကရိန်းစစ်ပွဲပြီးဆုံးရေးအတွက်အမေရိကန်ကဥဆောင်ဂျိုးမန်းနေချိန်မှာစစ်မြေပြင်မှာရုရှားရဲ့အတားရမှုကယူကရိန်းကိုဖိအားဖြစ်စေခဲ့ပါတယ်။စစ်ပွဲမတိုင်မီကလူ6000နေထိုင်တဲ့ပိုခရော့ဘတ်ဟာဒိုနက်ဒေသမှာကားလမ်းရထားလမ်းအချက်အခြာနေရာဖြစ်ပါတယ်။ဒါပေမဲ့မြို့ဟာလွန်ခဲ့တဲ့လတွေမှာရုရှားရဲ့ပြင်းထန်တဲ့စစ်ဆင်မှုတွေကိုခံခဲ့ရပါတယ်။ ရုရှားရဲ့တိုက်ခတ်မှုတွေကိုခုခံကာကွယ်ဖို့ယူကရိန်းကလွန်ခဲ့တဲ့လမှာတက်ကူရီဆင်းလွတ်ပေးခဲ့ရာအထူးတပ်ဖွဲ့ဝင်တွေတောင်ပါဝင်ခဲ့ပါတယ်။ရုရှားစစ်သားရာကနန်းကဒီမျိုးတွေကိုထိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ရုရှားစစ်တပ်ကပြောကြားခဲ့ပါတယ်။ Krasno Amosov ဗောချန်တို့ဟာလွမြောက်သွားပြီလို့ရုရှားစေဝစီချုပ်ဘယ်လာရီဂျီရာစီမောကသမရဗလာဒီမာပူတင်ထံနိုဝင်ဘာ30ရက်ကအကြောင်းကြားခဲ့တယ်လို့ရုရှားအစိုးရက Telegram မှာထုတ်ပြန်ခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ ်ရှင်းတိုင်းသောဖိုက်တာဟာလီအုံတိုင်းဖိုက်တာနဲ့ထိုးတက်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှင်းတိုင်းသောဖိုက်တာဟာလီအုံဟာဒီဇင်ဘာ12တောက်ကြညမှာကျင်းပမယ်။ Wild Friday Fights 136ပြိုင်ပွဲမှာတိုင်းဖိုက်တာ Championship နဲ့ရှင်းပြိုင်ထိုးတက်မှာဖြစ်ပါတယ်။ One Friday Fights 136ပြိုင်ပွဲကိုဒဇမ12ရက်နေ့ညမှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ လုံမနီအားကစားရုံမှကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာတွဲဆိုင်၁၂ဆိုင်ပါဝင်မှာဖြစ်ပြီးချက်ပစ်ချင်းနဲ့ဟာလင်းအုံတို့ဟာမွေထိုင်းအတန်ဝေတန်းမှာပွဲစဉ်ကိုအဖြစ် ရှင်ပြိုင်ထိုးသက်မှာဖြစ်ပါတယ်။ဟာလင်းအုံနဲ့ထိုးသက်မဲ့ထိုင်းဖိုက်တာချက်ပစ်ချင်းဟာ when friday fight မှာခုနှစ်ပွဲထိုးသက်ထားပြီး၅ပွဲနိုင်၂ပွဲရှုံးနိုင်ထားပါတယ်။ချင်းဖိုက်တာဟာလင်းအုံကတော့ when friday fight မှာ၂ပွဲသာထိုးသက်ထားရသေးပြီးတပွဲနိုင်တပွဲရှုံးနိုင်ထားပါတယ်။ ဟာလင်းအုံးဟာနှစ်ပွဲစလုံးကိုဂျပန်ဖိုက်တာတွေနဲ့ထိုးတက်ထားပြီးအခုမှသာပထမဆုံးအင်ရှင်ထိုင်းဖိုက်တာနဲ့ထိုးတက်မှာဖြစ်ပါတယ်။ဟာလင်းအုံဟာနောက်ဆုံးပွဲအဖြစ်ပြီးခဲ့တဲ့အောက်တိုဘာအတွင်းကဂျပန်ဖိုက်တာနဲ့ရှင်ပြိုင်ထိုးတက်ခဲ့ရမှာအမှတ်နဲ့အနိုင်ရထားခဲ့တာဖြစ်ပါတယ်။လဲမယုတ်တန်ရဲ့ဒီဇင်ဘာလ၄ရက်နေ့ညပိုင်းသတင်းတွေကိုတိုက်ထုတ်လင်းပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေ။အေဂျင့်ညကလေးဖြစ်ကြပါသည်ရှင်။